ဆရာရဲ့ကျေးဇူးပြုပြီးကျမကိုမချုံနှောင်ပါနဲ့ကျမတောင်းပန်ပါတယ်။ရဲရရှိတဦးရဲ့မာနာက သူမရွေးတဲ့လူကိုရွေးချယ်ပြီးဘိုးချုပ်ကြီးတဦးရဲ့မိခင်ဖြစ်နေတဲ့အဖွားအိုတဦးကိုဖိနှိပ်တဲ့အခါဘလို့ပြန်ပြီးထိခိုက်စေလဲဆိုတာဒီဇလန်းကဖော်ပြပါလိမ့်မယ်။တရားမျှတမှုဟာအမြဲတမ်းသူ့လမ်းကြောင်းကိုရှာတွေ့မှာဖြစ်ကြောင်းဒီဇလန်းကတည့်တေပြပါလိမ့်မယ်။ကဲဆောက်လိုက်ရအောင်။ ဒီဇလန်းကိုမစတင်ခင်မှာ comment box မှာစုတောင်းစာလေးတွေရေးပေးကြပါဦးเนาะဒါလေးတွေဟာနောင်ဘဝအတွက်ကောင်းမှုကုသိုလ်တွေဖြစ်လာပါစေလို့စုတောင်းပါတယ်ကျွန်တော်တို့ရဲ့ Glory Story Channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့เนาะဒါမှကျွန်တော်တို့အတိတ်ပဲပြေးဝတဲ့ဇလန်းတွေကိုဆက်လက်မျှဝေပေးနိုင်မှာပါ မနက်ခင်းလေပြည်အေးနဲ့အတူမြေစီလွာအနှံ့လက်ဖက်ရွက်အနှံ့တွေကပချင်းပြည်နယ်မြစ်ကြီးနားမြို့အနီးကကျွဲဝစိမ့်လန်းနဲ့ဒေါ်ပွန်ကျေးရွာတခွင်းလွင့်ပြယ်နေပါတယ်။အဲ့ဒီမှာတသားပြင်အိုတွေနဲ့စောက်ထားတဲ့ရိုးရှင်းတဲ့တဲအိမ်လေးတစ်လုံးထဲမှာအသက်85နှစ်အရွယ်ဒေါ်ခင်မေဟာသူ့ရဲ့နေ့စဉ်လုပ်ငန်းတွေကိုစတင်နေပါပြီ။သူဟာရွာမှာလူလေးစားခံရတဲ့ပုံကိုတူပါ တကိုယ်ရေသားတစ်ယောက်ကိုစိုက်ပျိုးရေးနဲ့ရက်တည်နေတဲ့မိုးဆိုးမတူဖြစ်ပါတယ်။ သူ့ရဲ့လက်တွေကတတလုံးစူးစမ်းလုတ်ကင်ခဲ့ရတဲ့အထောက်ထားတွေပါအိမ်။နောက်ဖက်ကမိုးရေဆိုင်ခင်းတအေကခွဲလောက်ကသူ့ပိုင်ဆိုင်တဲ့တခုသေးတော့ပိုင်ဆိုင်မှုပါအဲ့ဒီကနေပဲသူဟာသူ့ကိုယ်သူသားနဲ့မျိုးတွေကိုကျွေးမွေးပြုစုနေရတာပါ။သူရဲ့တူရဲတော်သားဘူမူကြီးကိုတန်းသေးဟာနေဆက်မှာတာဝန်ထမ်းဆောင်နေတာမို့ဖုန်းနဲ့ပဲတခါတရံသတင်းပို့နိုင်ပါတယ်ဒါပေမဲ့ဒေါခင်မေဟာ ဘယ်တော့မှတယောက်တည်းလို့မခံစားရပါဘူးသူ့မှာအိမ်နောက်ဖက်မှာတစ္ဆာရှိစွာအဖို့ပြုနေတဲ့ကိုဖိုးကြီးဆိုတဲ့စိတ်အိုးကြီးတကောင်ရှိပါတယ်ကိုဖိုးကြီးရဲ့မုတ်စိတ်ရှည်ကြီးတွေကဒေါခင်မေလာသာဆောင်မှာထိုင်ပြီးစပန်းလန်းတဲ့အခါစကားပြောဖို့ဖြစ်နေခဲ့ပါတယ်သူ့ရဲ့ငင်းချမ်းတဲ့မျက်နာနဲ့ရိုးသားတဲ့အပြုံးတွေကအပြင်လောကရဲ့ရှုပ်ထွေးမှုတွေကင်းတဲ့ရိုးရှင်းတဲ့ ဘဝကိုထင်ဟပ်နေပါတယ်ဒါပေမဲ့အဲ့ဒီငြိမ်းချမ်းမှုကအနက်ရောင်တောက်ပြောင်နေတဲ့ကားနှစ်စီးရွာတဲကိုဝင်လာတဲ့အခါမှာပျက်စီးသွားပါတော့တယ်ဖုံထူနေတဲ့ရွာလန်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ကားတွေတဲကနေတန်ပြန့်တဲ့ရဲဝတ်စုံကိုဝစ်ဆင်ထားတဲ့ကြံ့ခိုင်တဲ့အမျိုးသားတဦးဆင်းလာပါတယ်သူဟာမြို့ကြီးကနေအနီးနားရဲစခန်းကိုအစ်စ်ပြောင်းရွှေ့လာတဲ့ရဲအုပ်မောင်းရွှေထူးဖြစ်ပါတယ်သူ့ရဲ့တန်ပြန့်တဲ့ဝစ်စုံတည့်ရက်တဲ့စပင်နဲ့ လက်ကနာယီအဖိုးတန်က မာနာကြီးရဲ့ပုံကို ထင်ရှားစေပါတယ်ရဲစခန်းမှာ သူဟာမာနာကြီးပြီးလှည့်စားတတ်သူအဖျက် ရှလူတိများပါတယ်။လောင်ပြောင်တဲ့အပြုံးနဲ့မာနာကြီးတဲ့ခြေလန်းတွေနဲ့သူပဝင်းကျင်ကို လေးလာပါတယ်။သူတွေ့တဲ့လူတိုင်းကိုအထင်မြင်သေးတဲ့အကြည့်တွေနဲ့ကြည့်ပါတယ်။ရဲအုပ်မောင်ရွှေထူးဟာတယောက်တည်းလာတာမဟုတ်ပါဘူး။သူ့ကိုအရက်ဝတ်နဲ့စန်းနန်းနဲ့မျက်နှာရှိတဲ့လူနှစ်ယောက်လိုက်ပါလာပါတယ်။သူတို့ဟာစိုးရိမ်တကြီးစုဝေးကြည့်ရှုနေတဲ့ရွာသူရွာသားတွေကိုဂယုမဆိုင်ပဲဒေါခင်မရဲ့အိမ်သားကိုရှောက်လာကြပါတယ်။အဝင်ထွက်မပြောပဲရဲအုပ် မောင်ရွှေထူးကဒေါခင်မေရဲ့လေကွက်ကိုလက်ညှိုးထိုးပြီးဒီမေဟာသူ့မိသားစုပိုင်ဖြစ်ပြီးဒေါခင်မေရဲ့အဖွားကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရောင်းခဲ့တယ်လို့ပြောပါတယ်။ဒါဟာအလွန်ဆိုးရွားတဲ့လိန်ညာမှုတစ်ခုပါ။ဒေါခင်မေထိတ်လန့်သွားပါတယ်။သူဟာသူ့ခင်ပွန်းရဲ့အမွေမျိုးကိုတခါမှမရောင်းခဲ့ပါဘူး။ သူကတုံရင်နေတဲ့အတန်နဲ့ရှင်းပြဖို့စ조사ပါတယ်ဒါပေမဲ့ရဲအုပ်မောင်ရွှေထူးကရင်မောပြီးပေါ့ပေါ့တန်တန်သဘောထားပါတယ်မလိန်ပါနဲ့ကျွန်တော်မှာအပြည့်အစုံစာရွက်စာတမ်းတွေရှိပါတယ်ကောင်းကောင်းမွန်မွန်မပေးရင်နောက်ပိုင်းကိစ္စတွေပိုရှုပ်လာရင်ကျွန်တော်ကိုအပြစ်မတင်ပါနဲ့လို့မောင်ရွှေထူးကချင်းချောက်ပါတယ်သူ့ရဲ့လေတန်ကချင်းချောက်မှုအပြည့်နဲ့ပါအဲ့ဒီနောက်မှာတော့ သူကဒေါခင်မေကိုလိန်လယ်မှုနဲ့ဆွဆွဲပြီးသွားပုတ်လေလွင်ပြောဆိုပါတယ်ဒီဆွဆွဲချက်ကြောင့်ဒေါခင်မေတုံ့နှုတ်သွားပြီးယင်ထဲမှာနာကျင်သွားပါတယ်သူဟာသူ့ရဲ့ကောင်းမှုတွေကဒီလောက်ဆိုးရွားတဲ့ဆွဆွဲချက်နဲ့ပြန်လဲဖြေရှင်းခံရလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ပါဘူးသူကရွာသားတွေကို အကူအညီတောင်းဖို့စူးစမ်းပါတယ်ဒါပေမဲ့ဘသူမှ ်ရှင်းမထွက်ရဲကြပါဘူးရဲအုပ်မောင်းရွှေထူးရဲ့ချိန်ချောင်းမှုတွေကိုကြောက်ရွံ့ကြလို့ပါရွာသားတွေကစိုးရိမ်တကြီးမျက်နာတွေနဲ့သာကြည်နေနိုင်ခဲ့ပါတယ်အဓိကပြဿနာရဲ့အစကဒီမာစတာပါရဲအုပ်မောင်းရွှေထူးကအတူအယောင်ဖန်ရန်တစ်ခုထုတ်ပြီးသူ့လေကွက်အလေမှာရဲတပ်ဖွဲ့မှ တိန်စီသည်ဆိုတဲ့ဆိုင်းဘုတ်ကိုမာနာကြီးစွာ စိုက်ထူလိုက်ပါတယ်ဒေါခင်မေရဲ့ရင်ထဲမှာကြေကွဲသွားပါတယ်သူ့ရဲ့တသက်တာလှအားသားမြေတွေအတွက်တခုရေသော အမွေအနှစ်ကိုသူ့မျက်စိရှိမှလည်းလူယူခံလိုက်ရတာပါ သူ့ရဲ့ပပြင်ပေါ်မှာမျက်ရည်တွေစီကြလာပါတယ်သူကရဲအုပ်မောင်ရွှေထူးကိုတားဆီးဖို့ကြိုးစားပြီးတောင်းပန်ကိုလိုပါတယ်ဒါပေမဲ့သူ့ကိုအနှောက်အယှက်ပေးသူအဖြစ်သားသဘောထားပါတယ် မောင်ရွှေထူးကကျင်းနဲ့စွာပြုံးပြပြီးဒေါခင်မေကိုသူ့ရဲ့လဲွက်ပေးမှတယောက်ထဲရှိုက်ကြီးတင်ကြံရိတ်ခဲ့ပါတယ်။သူ့ရဲ့ပုံမှန်ဘဝပျက်စီးသွားပြီးကြောက်မက်ဖွယ်ချင်းချောင်းမှုတစ်ခုကသူ့ရဲ့ရိုးရှင်းတဲ့ဘဝကိုခြုံလွမ်းလာပါတယ်။ဒေါခင်မေရဲ့ရင်ထဲမှာကြေကွဲဝန်းနေနေပါတယ်။အဲ့ဒီညကသူ့အိတ်မပြောခဲ့ပါဘူး။အိတ်ဖို့စူးစမ်းလိုက်တိုင်းတင်းစီးသည်ဆိုတဲ့ အနီရောင်ဆိုင်ဘုတ်ပုံရိပ်ကသူ့ရင်ကိုထိုးဆိုင်နေခဲ့ပါတယ်။နောက်တနေ့မှသူတရားမျှတမှုကို ရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးအနီးနားရဲစခန်းကို သွားခဲ့ပါတယ်။ပညာရှိတဲ့အရာရှိတအူးသူ့စကားကိုနားထောင်ပေးလိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့သူကရဲအုပ်မောင်ရွှေထူးနဲ့ပဲထက်တွေ့ခဲ့ပါတယ်။အဖွားကြီးဘာလာလောက်တာလဲလို့မောင်ရွှေထူးကအထင်မြင်သေးတဲ့လေတန်နဲ့မေးပါတယ်။သူ့ရဲ့အကြည့်တွေကစိုးသွမ်းနေပါတယ်။ကျွန်တော်ပြောပြီးပြီလေ။အဲ့ဒီညီကကျွန်တော်မိသားစုပိုင်မှာဘယ်ကိုသွားတိုင်တိုင်းဘသူမှလိမ်ပြောတတ်တဲ့အဖွားအိုစကားကိုယုံမှမဟုတ်ဘူး။ဒေါခင်မေကပြန်ရှင်းပြဖို့စူးစမ်းပါတယ်။သူကပလတ်စတစ်စာအိတ်ထဲမှာတက်တက်ရက်ရက်တင်းထားတဲ့မြေစည်းရင်းမိတူကိုပါယူလာခဲ့ပါတယ်။ မောင်ရွှေထူးကယူလိုက်ပြီးနဖူးကိုတွန်းလိုက်ပါတယ်သူ့အိတ်ကက်ကမိချတကူယူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကတံမိုးရှိတဲ့စာရွက်ကိုဒေါခင်မေရဲ့မျက်စိရှိမှတင်မိရှို့ပစ်လိုက်ပါတယ်အဖွားအိုရဲ့ရင်ထဲမှာအဲ့ဒီအမွေနှစ်စာရွက်နဲ့အတူ မီးလောင်ကျွမ်းသွားသလိုခံစားလိုက်ရပါတယ်ဒါပဲတက်တေရှိရင်ဘာအိဘယ်မှမရှိတော့ဘူးလို့မောင်ရွှေထူးကပြောပြီးမီးလောင်ကျန်နေတဲ့စာရွက်အကျဉ်းကျန်တွေကိုစမ်းပြင်ပေါ်ပစ်ချလိုက်ပါတယ် ဒီညင်းပယ်မှုကြောင့်ဒေါခင်မေစိတ်ပြတ်အားငယ်သွားပါတယ်ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူးသူမြို့နယ်ယုံကိုသွားပြီးတော့ရွာယုံကိုသွားပြီးဖြစ်သည်မအကုန်ပြောပြခဲ့ပါတယ်ကံမကောင်းစွာနဲ့ရဲအုပ်မောင်ရွှေထူးကအရင်ကတည်းကသွားပုတ်လေလွင်ပြောထားပြီးရွာအာနာပိုင်တွေကိုဖိအားပေးဖို့သူ့ဩဇာကိုပါအသုံးပြုထားပါတယ်ဒါကနားလည်မှုလွဲတာပါအန်တီသူကရောင်းပြီးပါပြီး ကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်ဘူးလို့ရွာအုပ်ချုပ်ရေးမှူးကအမှန်တရားကိုဖုံးကွယ်ထားသလိုမတက်တာတဲ့မျက်နာနဲ့ပြန်ဖြေပါတယ်တကားတစ်ချက်ပြဒီတစ်ချက်သူ့မျက်နာရှေ့မှာပိတ်ကုန်ပါတယ်တပတ်ကြာသွားတော့ဒေါခင်မီရဲ့ဆင်းရဲဒုက္ခတွေပုံများလာပါတယ်သူ့လေကွက်ကိုအခုဆိုရင် ရဲအုပ်မောင်ရွှေထူးရဲ့လူတွေကစိုက်ပျိုးနေကြပါပြီ။နေတိုင်းသူဝေးကနေကြည်နေရပြီးအလုသမားတွေကရေသွင်းမြောင်းတွေကိုဖျက်ဆီးတာ၊သူချစ်ခင်စွာစိုက်ပျိုးထားတဲ့တစ်ပင်တွေကိုခုန်လဲနေတာကိုမြင်နေရပါတယ်။ညနေခင်းတရက်မှာသူနီးနီးကက်ကက်ချင်းကပ်ဖို့ကြိုးစားတဲ့အခါရဲအုပ်မောင်ရွှေထူးကသူ့ကိုရိုင်းရိုင်းဆိုင်ဆိုင်တွန်းထုတ်လိုက်ပါတယ်။ထွက်သွားငါတို့အလုကိုမနှောက်ရှက်နဲ့လို့သူက အော်ဟစ်လိုက်ပါတယ်။သူကတော့ ခင်မေကိုထန်းနှောင့်ရှက်ရင် ထောင်ချမယ်လို့ပါချင်းချောက်လိုက်ပါသေးတယ်။ဒီမတရားမှုရဲ့အထုတ်ထိတ်ကရန်နေငယ်အကြမှာဖြစ်ခဲ့ပါတယ်။မောင်ရွှေထူးနဲ့သူ့လူနှစ်ယောက်ကဒေါ်ခင်မေရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ဒီတခါတော့ချင်းချောက်ဖို့မဟုတ်ပဲ အကြက်ကင်ဖို့ပါဒီမြေကွက်ကငါတို့ပိုင်ဆိုင်မှုအပြည့်အစုံမဖြစ်သေးဘူးနောက်တစ်ခုထပ်ပေးရမယ်လို့မောင်ရွှေထူးကပြောပြီးအိမ်နောက်ဖက်ကကိုဖိုးကြီးရဲ့စိတ်ချမ်းဘက်ကိုလက်ညှိုးထိုးပြပါတယ်မင်းရဲ့စိတ်ကိုမင်းလုံးဝဝန်ခံတဲ့အထိအမခံအဖြစ်ငါတို့ယူသွားမယ်ဒေါ်ခင်မေထိတ်လန့်သွားပါတယ်ကိုဖိုးကြီးဟာစိတ်တကောင်တတ်တတ်မဟုတ်ပါဘူးသူပိုင်ဆိုင်တဲ့တခုရဲသောအဖော်ဖြစ်ပါတယ်။တုံရင်နေတဲ့အတန်နဲ့သူကတောင်းပန်ပါတယ်။မလုပ်ပါနဲ့ ားလေးသူကကျမရဲ့တူရဲသောအဖေါ်ပါအကုန်ယူသွားပါကိုဖိုးကြီးကိုတော့မယူပါနဲ့ဒါပေမဲ့သူ့ရဲ့တောင်းပန်မှုကိုနားမထောင်ခဲ့ပါဘူးမောင်ရွှေထူးရဲ့လူနှစ်ယောက်ကကိုဖိုးကြီးကို အတင်းအာမစိတ်ချန်တဲ့ကနေဆွဲထုတ်သွားပါတယ်ဒေါခင်မေကတားဆီးဖို့စူးစမ်းပေမဲ့သူ့ခွန်အားကသူတို့နဲ့မမျှတာခဲ့ပါဘူးသူမြေပြင်ပေါ်လဲကျသွားပြီးကိုဖိုးကြီးကသူ့ကိုခေါ်ပြီးငိုယိုနေတာကိုမြင်လိုက်ရပါတယ်သူ့ရဲ့ရင်ထဲမှာ ခြေခွဲဝန်းနှိမ့်မှုစိတ်ပြတ်အားငယ်မှုဒေါသနဲ့မတက်နိုင်မှုတွေပေါင်းဆက်ပြီးတခုတည်းဖြစ်နေခဲ့ပါတယ်အဲ့ဒီဆင်းရဲဒုက္ခတွေကြားထဲမှာနောက်ဆုံးကြံတစ်ခုသူ့စိတ်ထဲရောက်လာပါတယ်သူ့ပိုင်ဆိုင်တဲ့တခုတည်းသော မျောလင်းချက် ထောင်ပေါင်းများစွာသောမိုင်ဝေးကွာတဲ့နေရာမှာတာဝန်ထမ်းဆောင်နေတဲ့သူသားကိုတန်းသေးကိုဆက်သွယ်ဖို့သူစူးစမ်းပါတော့မယ် အဲ့ဒီညနေကကိုဖိုးကြီးကိုဆွဲခေါ်သွားတာကိုမြင်ပြီးတဲ့နောက်ဒေါခင်မေဟာကြေကွဲဝန်းနေနေတဲ့စိတ်နဲ့အိမ်ထဲကိုပြန်ရောက်လာခဲ့ပါတဲ့သူအမြဲတမ်းကတိပါဝတ်ထဲထည့်ထားတဲ့သူ့ရဲ့ဖုံးဟောင်းလေးကိုဆွဲယူလိုက်ပါတယ်သူစက်မှတ်ထားတဲ့နံပါတ်တွေကိုနှိပ်တဲ့အခါသူ့လက်တွေတုံရင်နေခဲ့ပါတယ်ဖုံးခေါ်ဆိုမှုအောင်မြင်သွားပြီးသူ့အကျွမ်းတဝင်ရှိတဲ့လေးလေးနက်နက်အတန်ကိုတစ်ဖက်ကနေကြားလိုက်ရပါတယ်ဟဲလိုအမေပါဖြစ်လို့လဲလို့ သူသားဘူမူကြီးကိုတန်းသေးကစိုးရင်တကြီးမေးလိုက်ပါတယ်သူ့အမေက ပုံမှန်ချင်းဇရာအပြင် ဖုန်းမခေါ်တာကြာပြီမို့ပါတန်းသေးဒါအမေပါလို့ဒေါခင်မေရဲ့အတန်ကငိုတန်ပါရင်တုံရင်နေခဲ့ပါတယ်အမေကူညီလိုတဲ့သားရန်ကုန်မြို့ကသူ့ယုံကျုံမှာအစည်းအဝေးပြီးကာစဘူမူကြီးကိုတန်းသေးအံ့အားတင်သွားပါတယ်သူ့အမေကညှင်းညူတက်သူအကူညီတောင်းတက်သူမဟုတ်ပါဘူးအမေက ဒီလိုအခြေအနေမျိုးနဲ့ဖုံးခေါ်ရင်ကြီးမားတဲ့ပြဿနာတစ်ခုရှိနေတာကို သူသိပါတယ်မတက်ရက်ပြီးအခန်းပြင်ကိုထွက်ရင် သူ့မေရဲ့အသေးစိတ်ဇလံကို သူနားထောင်ပါတယ်ရဲအုပ်မောင်ရွှေထူးရောက်လာတာကစပြီးမြေစရင်အကြောင်းလိန်ညာမှုလဲသိမ်းစည်းခံရမှုအထိနောက်ဆုံးအနေနဲ့သူတို့ရဲ့အချစ်ဆုံးစိတ်လေးသူက စိတ်ကိုတင်းသွောမယ်လို့ပြောတယ်တားအာမခံဖြစ်တဲ့လို့ဒေါခင်မင်းငိုချလိုက်ပါတယ်ဒါကိုကြားလိုက်ရတော့ကိုတန်းထီးရဲ့ကီငိန်နဲ့မျက်နာက ချက်ချင်းပြောင်းလဲသွားပါတယ်။သူ့မျက်လုံးတွေကတောက်လောင်နေတဲ့ဒေါသကိုထုတ်ဖော်နေပါတယ်။သူ့လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားပြီးမေးရိုးတွေတင်းမာသွားပါတယ်။ယာဒူးကုံရှိန်တွေကိုသူကယူမဆိုင်ပါဘူး။ဒါဟာသူ့မိသားစုကုံ တိတ်ခါနဲ့ပတ်သက်နေပါတယ်။သူ့အမေကိုစော်ကားတယ်၊ထိခိုက်စေတယ်၊မတရားပြုကျင့်တယ်။အမေစိတ်မပူပါနဲ့ခဏလေးပဲစောင့်ပါတန်းသေးပြန်လာပြီးအကုန်ဖြေရှင်းပေးပါမယ်လို့ကိုတန်းသေးကပြတ်သားတဲ့အတန်နဲ့ပြ။ဩလိုက်ပါတယ်။ ဟုံးခေါ်ဆိုမှုပြတ်တောက်သွားပါတယ်အချိန်မဖြုံးပဲဘိုးမှုကြီးကိုတန်းထေးဟာရုတ်တရက်ခွင့်တင်ပြီးမြကြီးနားကို ပထမဆုံးလေရင်လက်မှတ်ကိုမှာလိုက်ပါတယ်နှစ်ရက်အကြာမှာစစ်တပ်လိုကိုပါတဲ့ အနဲ့ရောင်တမတော်ကားတစီကဒေါခင်မေရဲ့အိမ်စီကိုဥတီပြီးကျင်းမြောင်းတဲ့လမ်းကြားလေးတွေကို ဝင်လာပါတယ်။ဘူမူကြီးကိုတန်းသေးကပေါ့ပေါ့ပပအရက်ဝင်းနဲ့ကားတွေကဆင်းလာပါတယ်။ဒါပေမဲ့သူ့ရဲ့အစင်းမြင့်အရာရှိတော်ကိုတော့မဖုံးကွယ်နိုင်ခဲ့ပါဘူး။သူ့ကိုမြင်တဲ့ရွာသားတွေအံ့အားတင့်သွားကြပါတယ်။သူတို့ရိုးရှာအင်းနဲ့တောင်သူလေသမားအဖြစ်တည်ထားတဲ့ဒေါခင်မေရဲ့သားက တက်မတော်ဘူဂျုတ်ကြီးတူဖြစ်လိမ့်မယ်လို့မထင်ခဲ့ကြပါဘူးကိုတန်းသေးသူ့အမေနဲ့တွေ့ဆုံပြီးဖက်လဲနှုတ်ဆက်ကနောက်ကျခဲ့တဲ့အတွက်တောင်းပန်ပါတယ်မြဝန်းတွေဝေဝါးနေတဲ့ဒေါ်ခင်မေကအိမ်နောက်ဖက်ကဗလာချင်းနေတဲ့စိတ်ချံကိုလက်ညှိုးထိုးပြပါတယ်ကိုဖိုးကြီးရှိတဲ့နေရာပေါ့သူ့ကိုရဲအိမ်ကို ခေါ်သွားတယ်တားလို့ဒေါ်ခင်မေက တိုးတိုးလေးပြောပါတယ်ဘုံမူကြီးကိုတန်းသေးကစကားများများမပြောပါဘူး သူကောင်းကြီးလိုက်ပြီးရဲအုပ်မောင်ရွှေထူးရဲ့လိမ့်စာကိုရွာသားရိစီကနေမင်းမြန်းပါတယ်ရပြီးတဲ့နောက်ကားရဲကို ပြန်ဝင်လိုက်ပါတယ်မာနာကြီးရဲ့ရဲရာရှိကိုဘယ်မှာရှာရမယ်ဆိုတာသူသိပါတယ်။သူကငင်းခုန်ပို့လာတာမဟုတ်ပါဘူး။သင်ငန်းစာပေးဖို့ပါ။သူ့ရဲ့တည်ငြိမ်မှုဒါပဲမဲ့ပြက်သားတဲ့ရောက်ရှိလာမှုကဒေါခင်မေနဲ့ရွာသူရွာသားအလုံးစောင့်မျှော်နေတဲ့ပြောင်းလဲမှုရဲ့အခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။တီးခန့်ခြင်းနဲ့ဆင်းရဲဒုက္ခတွေအလုံးကိုဖျက်ချော်ပြီးတဲ့နောက်မှာ အားတော့အမှန်တကယ်တရားမျှတမှုရောက်လာမယ့်အချိန်ရောက်ပါပြီ။ကိုတန်းထေးရဲ့တက်မတော်ကားကရဲစခန်းကြီးကခင်မီစိန်ခန်အိမ်တလုံးရှိမှရက်သွားပါတယ်။အိမ်ချံဝင်းထဲမှာရဲအုပ်မောင်ရွှေထူးကသူ့လူနှစ်ယောက်နဲ့အတူ တက်တောင့်တက်တာနားနေပြီးဒေါခင်မီရဲ့စိတ်ကိုဘူးကြီးကိုတရက်ပင်အောင်မှာခြိထားတာကိုကြည့်ပြီးရင်မောနေပါတယ်ကိုတန်းသေးသူ့ကားရဲကဆင်းလာပါတယ်သူ့ခြေလန်းတွေကတည်ငြိမ်ပေမဲ့ခြေလန်းတိုင်းကအေးဆက်တဲ့အနေရရကို ထုံလွတ်နေတယ်လို့ပါပဲဟေမင်းဘသူလဲလို့မောင်ရွှေထူးရဲ့လူတအူးကမာနာကြီးတဲ့လေတန်နဲ့អော်လိုက်ပါတယ်မင်းဒီကိုဘာကိစ္စလာတာလဲ ကိုတန်းသေးကမဖြေပဲကိုဖိုးကြီးစီကိုတဲ့တဲ့လျှောက်သွားပါရဲပုံမှန်ဆိုတန်ရှင်းတည့်ရက်တဲ့ကိုဖိုးကြီးကအခုဆိုဖျို့ဖျဲနဲ့ပင်မနှွမ်းနေနေတာကိုမြင်တော့သူ့မျက်လုံးတွေကဒေါသအကြည့်တွေထုတ်လွှတ်နေပါရဲစကားများများမပြောပဲကိုတန်းသေးကကိုဖိုးကြီးကိုချီနှောင်ထားတဲ့ကြိုးကိုဖြီလိုက်ပါရဲသူ့ရဲ့လှုပ်ရှားမှုတွေကပြတ်သားပြီးညံဆန်လွန်းလို့ရေမောနေတဲ့ရဲအုပ်မောင်ရွှေထူးကထူးဆန်းစွာနဲ့ထိုင်ရာကနေထည့်လိုက်ပါရဲ မင်းဘသူလဲငါတို့တိန်းထားတဲ့ပစ္စည်းတွေကိုမထီးနဲ့အားလို့မောင်ရွှေထူးကရင်ဘတ်ကော့ပြီးတလန်းချင်းရှိတိုးလာရင်អော်လိုက်ပါတယ်ဘူမူကြီးကိုတန်းသေးနောက်ဆုံးတော့လှည့်ကြည့်လိုက်ပါတယ်သူ့မျက်လုံးတွေကရဲအုပ်မောင်ရွှေထူးစီကိုထိုးပေါက်ကြည့်နေပါတယ်မင်းကကိုမမှတ်မိဘူးလားလို့ကိုတန်းသေးကမေးပါတယ်သူ့အတန်ကအေးဆေးတည်ငြိမ်ပေမဲ့ကြောက်ရွံ့စိတ်ကြောင့်မဟုတ်ပဲဒေါသကိုထိမ့်ချုပ်ထားရလို့တုံရင်နေတာပါငါကကိုတန်းသေးကိုတန်းသေး ရဲအုပ်မောင်ရွှေထူးရဲ့မျက်နာကချက်ချင်းပြောင်းလဲသွားအားပါတယ်အဲ့ဒီနမေကိုတန်းသေးဆိုတဲ့နမေကအစင်းမြင့်ရာရှိတွေကြားမှာမကြာခဏကြားရတဲ့နမေပါသူ့ရဲ့အောင်မြင်မှုတွေကြောင့်အလွန်ချီးကျူးခံရတဲ့နမေပါ သူ့ရဲ့မာနကြီးတဲ့မျက်နာကချက်ချင်းပြောက်ွယ်သွားပြီးကြောက်ရွံ့စိတ်နဲ့အစာထိုးသွားပါတယ်သူ့အိမ်ရှိမှာရက်ထားတဲ့တက်မတော်ကားကိုမြင်ပြီးတတိအနေထားနဲ့ရက်နေတဲ့လက်ထောက်တူကိုပါမြင်တော့သူ့ရဲ့မတေချာမှုတွေပိုတိုးလာပါတယ် ဒါဆိုမင်းကငါ့အမေကိုရိုင်းနှက်ဖို့တတိရှိတဲ့သူပေါ့လို့ကိုတန်းထေးကဆက်ပြောပါတယ်။မောင်ရွှေထူးကမပြုံးနိုင်တော့တဲ့ရေတံနဲ့သူ့ရဲ့စိုးရင်ပူပန်မှုကို ဖုံးကွယ်ဖို့ကြိုးစားပါတယ်မဟုတ်ဘူး။ဒါကနားလည်မှုလွဲတာပါအမိန့်တော်ရှိပါအဖွားကြီးကလိန်နာသူက သူက တိတ်ဆန်းလို့ကိုတန်းထေးကဒေါသတကြီးអော်လိုက်ပါတယ်။ဒီတခါတော့သူ့အတန်က မိုးချင်းတန်လိုပဲမောင်ရွှေထူးနဲ့ သူ့လူနှစ်ယောက်လမ်းဖြတ်သွားပါတယ်ကျွန်တော်အမေဟာတတက်လုံးစူးစမ်းလောက်ကင်ခဲ့တဲ့တိုက်ပွဲဝင်သူတဦးပါမင်းဝတ်ထားတဲ့ဝတ်စုံကမင်းမျက်နိုးရမယ့်ဝတ်စုံဖြစ်တဲ့နဲ့မင်းကသူ့ကိုဆွဆွဲပြီးသူ့ပိုင်နဲ့တခုရဲသောပစ္စည်းကိုတင်းယူရဲတယ်မင်းကိုကိုကိုဘာထင်နေလဲအဖြေကို မဆောင်ပဲကိုတန်းသေးကမောင်ရွှေထူးရဲ့မေးရိုးကိုပြင်းပြင်းထန်ထန်ထိုးလိုက်ပါတယ်မောင်ရွှေထူးရဲ့တန်မာတဲ့ခန္ဓာကိုယ်ကအဝိယုတ်လေးလိုမြေပြင်ပေါ်မှာ အာရင်မဲ့စွာလဲကျသွားပါတယ် အဲ့ဒီဖြစ်ရက်ကိုမြင်လိုက်ရတဲ့သူ့လူနှစ်ယောက်ကချက်ချင်းတုံလို့ခြောက်ချပြီးနောက်ကိုအနှဲငယ်ဆုပ်သွားပါတယ်။ကိုတန်းသေးကမောင်ရွှေထူးရဲ့ရဲဝတ်စုံကော်လံကိုစုပ်ကင်ပြီးသူ့ကိုထူလိုက်ကအိမ်နောက်ဘက်ကစိတ်ချံဘက်ကိုဆွဲခေါ်သွားပါတယ်။မင်းကစိတ်တွေကိုအယမ်းကြိုက်တယ်ဟုတ်လားလို့ကိုတန်းသေးကအေးဆက်တီငိမ့်နဲ့အတန်နဲ့ပြောပါတယ်။ပြင်းထန်တဲ့တွန်းအားတစ်ခုနဲ့ကိုတန်းသေးကဒံယာရီနဲ့ပြည့်နေတဲ့မောင်ရွှေထူးရဲ့ခန္ဓာကိုယ်ကို စိတ်ချံနဲ့ပြစ်ထည့်လိုက်ပါတယ်။ မောင်ရွှေထူးရဲ့အော်တန်တွေနဲ့ညီတန်တွေကိုသူကယူမဆိုင်ပါဘူး။အဲ့ဒီနောက်မှာသူကခြံထဲကကြီးမားတဲ့တော့ကိုယူပြီးအပြင်ကနေတော့ခတ်လိုက်ပါတယ်။ဒါမင်းအတွက်သင်္ကန်းအစပဲရဲအုပ်မောင်ရွှေထူးဒီနေ့ကစပြီးဒီခြံကမင်းအိမ်ပဲမင်းကုံတိတ်ခါနဲ့တရားမျှတမှုရဲ့အဓိပ္ပာယ်ကို နားမလည်မချင်းဒီမှာပဲနေရလိမ့်မယ်။အချိန်နေကအလွန်မြန်ဆန်စွာပြောင်းပြန်ဖြစ်သွားပါတယ်။မာနာကြီးပြီးဖိနှိပ်တဲ့ရဲရာရှိက အခုတော့အာရင်မဲစွာစိတ်တွေကိုထိမ့်ချုပ်ထားတဲ့ channel ထဲမှာပိတ်မိနေပါပြီ။သူဟာလေးစားခံရတဲ့အရာရှိတဦးမဟုတ်တော့ပဲအနှံ့အသက်ဆိုးထွက်နေတဲ့စိတ် channel ထဲမှာကြောက်ရွံ့ထိတ်လန့်ပြီးကိုေးနေတဲ့ကြောက်တက်တဲ့လူတစ်ယောက်ဖြစ်သွားပါပြီ။မောင်ရွှေထူးကိုစိတ် channel ထဲမှာတော့ခတ်ပြီးတဲ့နောက်ဘုံမူကြီးကိုတန်းသေးကမလုံမရှက်ရက်နေခဲ့ပါတဲ့။ချမ်းရှိမှာတည်ငြိမ်စွာရက်နေပြီးမာနာကြီးခဲ့တဲ့အရာရှိဟောင်းကချင်းနှံတွေနဲ့ကောက်ရိုးတွေကြား အမားကြောက်လန့်တကြားညှင်းညူနေတာကိုကြည့်နေခဲ့ပါဗျ။မကြခင်မှာပဲရံဖြစ်တန်ကြားလို့ရွာသားတွေရောက်လာပါပြီ သူတို့ကြောက်ရွံ့ခဲ့ရတဲ့ရဲအုပ်မောင်ရွှေထူးကအခုတော့အားအင်မဲ့ပြီးခြံထဲမှာပိတ်မိနေတာကိုမြင်တော့အံ့အားသင့်သွားကြပါတယ်ခဏအကြာမှာရဲစခန်းကရဲကားရောက်လာပါတယ်ရဲရာရှိအချို့ကမျက်နှာရှုပ်ထွေးစွာဆင်းလာကြပါတယ်ပိုးချုပ်ကြီးတဦးကိုသူတို့ရှေ့မှာမြင်ရလိမ့်မယ်လို့မထင်ခဲ့ကြလို့ပါရဲအုပ်မောင်ရွှေထူးကအော်ဟစ်ပြီးအကူအညီတောင်းပါတယ်ကျွန်တော်ကိုလှုပ်ပေးပါသူကကျွန်တော်ကိုထောင်ချထားတယ်သူ့ကိုဖမ်းပါဒါပေမဲ့မောင်ရွှေထူးရဲ့အော် တန်ကိုဘသူမှဂယုမဆိုင်ပါဘူးဘိုးမူကြီးကိုတန်းထေးကစကားများများမပြောပါဘူးသူက သူ့ပတ်စံအိတ်ထဲကမှပုံတင်ကက်ကိုထုတ်ပြီးရဲရာရှိတွေကိုပြလိုက်ပါတယ်သူ့မျက်လုံးတွေကအေးဆက်နေပြီးမငင်းနိုင်တဲ့ဂုံတိတ်ခါကိုထုတ်ဖော်နေပါတယ်အမိန်ကိုမဆောင်ပဲရဲရာရှိတွေကအခြေအနေကိုချက်ချင်းထိန်းချုပ်လိုက်ကြပါတယ်ဒီမှာကြီးမားတဲ့ပြဿနာတစ်ခုရှိနေတာကို သူတို့သိပါတယ်သူတို့ရဲ့အထက်ရာရှိကသူတို့မဟုတ်မှန်းလဲသိပါတယ် ဒီကိစ္စကိုလက်ခံဆောင်ရွက်ပါကျွန်တော်အမေရဲ့ပစ္စည်းအားလုံးပြန်ရအောင်လုပ်ပါဒီလူကိုရဲစခန်းကိုခေါ်သွားပါကျွန်တော်တရားဝင်တိုင်ကြားစာတင်ပါမယ်လို့ကိုတန်းထေးကတိုးတိုးတုတ်တုတ်အမိန်ပေးလိုက်ပါတယ်ရဲရရှိတွေက လေးစားစွာခေါင်းညိတ်လိုက်ကြပါတယ်အချို့ကခြံနားကိုချက်ချင်းကပ်ပြီးရဲအုပ်မောင်ရွှေထူးကိုလှုပ်ပေးကရဲကားစီခေါ်သွားပါတယ်မောင်ရွှေထူးရဲ့မျက်နာက ဖြူဖက်ဖြူရောဖြစ်သွားပြီးသူ့မျက်လုံးတွေက ကြောင်ယွန်းစိတ်ပြေးနဲ့တုံရင်နေပါတယ်အဲ့ဒီမှာမာနဆိုတာမရှိတော့ပါဘူးနှဆိုင်နဲ့နောင်တနဲ့မတက်နိုင်မှုသာရှိပါတယ် 24နှစ်အတွင်းမှာရဲအုပ်မောင်ရွှေထူးရဲ့အရှုပ်တော်ပုံတည်င်းကဖွဲ့စည်းတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်။ခိုင်မာတဲ့တပ်တွေအထောက်ထားတွေနဲ့ကိုတန်းထီးရဲ့တပ်တွေထွက်ဆိုချက်တွေနဲ့အတူပြည်ရင်းစုံစမ်းစစ်ဆေးမှုကိုချက်ချင်းစတင်ခဲ့ပါတယ်။မကြာခင်မှာပဲရဲအုပ်မောင်ရွှေထူးကိုရဲတပ်ဖွဲ့ကနေအဆက်တကွဲထုတ်ပယ်လိုက်ပါတယ်။သူက သူ့ယာရူးကိုဆုံးရှုံးယုံသားမက အရာရှိတအူးအနေနဲ့သူ့အခွင့်အရေးတွေကိုပါဆုံးရှုံးခဲ့ရပါတယ်။သူရရှိတဲ့စာရိတ္တနဲ့လူမှုရေးဆိုင်ရာပြစ်ဒဏ်တွေကပုံမူပြင်းထန်ပါတယ်။ဇလန်းကငင်းကျန်းစွာ ပြီးဆုံးသွားပါတယ်။နောက်တနေ့မှာကိုတန်းသေးကသူ့မိရဲ့ငူရင်းမြေစရင်ကိုချက်ချင်းပြန်လုပ်ပေးဖို့တေချာစီခဲ့ပါတယ်ပျက်စီးသွားတဲ့လေကွက်နဲ့ရေသွင်းမြောင်းတွေကိုပြုပြင်ဖို့အတွက်လဲငွေကြေးအပူထောက်ပံ့ပေးခဲ့ပါတယ် အရေးကြီးဆုံးကတော့ဒေါခင်မေရဲ့ချစ်ဆုံးစိတ်ကိုဖိုးကြီးဟာဘေးကင်းလုံခြုံစွာ ပြန်ရောက်လာခဲ့ပါတယ်။ကိုတန်းသေးကခွင့်ပေါ်ယူဖို့ဆုံးဖြတ်ပြီးသူ့အမေနဲ့အတူအချိန်ဖြုန်းကအားလုံးပုံမှန်အတိုင်းပြန်ဖြစ်စေဖို့တေချာစေခဲ့ပါတယ်။ဒေါခင်မေကသူ့ရဲ့နေ့ရက်တွေကိုည အင်းညင်းစွာပြန်လဲဖြတ်တန်းပါတယ်ညနေခင်းတွေကိုလာတာဆောင်မှာထိုင်ရင်ပျော်ရွှင်စွာဖြတ်တန်းပါတယ်သူ့ဘေးမှာကိုဖိုးကြီးကလည်းပေါ့ပေါ့ပပမျက်တွေကိုဝါးနေပါတယ်သူကတရားမျှတမှုဆိုတာတကယ်ရှိကြောင်းသဘောပေါက်ပြီးပြုံးလိုက်ပါတယ်တခါတရံမှာတရားမျှတမှုကသူ့မိရဲ့ဂုံတိတ်ခါကိုကာကွယ်ပေးတဲ့တစ္ဆာရှိသားတယောက်ရဲ့ပုံစံနဲ့ရောက်လာတတ်ပါတယ် မာနာကြီးသူတဦးအတွက်ဘေးအနေရဆိုတာသူတပားကိုအထင်သေးတဲ့အခါဖြစ်တတ်ပါတယ်ရဲအုပ်မောင်ရွှေထူးရဲ့ဖြစ်ရက်ကဒါကိုပြသနေပါတယ်ရိုးရှင်းတဲ့တောင်သူလေသမားမူဆိုးမတော်ခင်မေကိုဖိနှိပ်ပြီးလေကွက်တကွက်ကိုတိမ့်ယူဖို့စူးစားခဲ့တဲ့မာနာကြီးတဲ့ရဲရာရှိတဦးပေါ့သူက သူ့လှုပ်ချင်ရာလှုပ်နိုင်တယ်လို့ထင်ခဲ့ပြီး ဥပဒေနဲ့ကိုချင်းစာတရားကိုလစ်လျူရှုခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့လောဘကသူ့ထက်အများကြီးပိုအားနာရှိတဲ့တစုံတဦးရဲ့ဒေါသကို ဖြစ်စေခဲ့တာကို သူသတိမထားမိခဲ့ပါဘူးဒေါခင်မေရဲ့ရိုးရှင်းမှုရဲ့နောက်ကွယ်မမမျောလင့်ပဲအင်အားတစ်ခု ပုံကွယ်နေခဲ့ပါတယ်သူ့သားဗိုလ်မှူးကြီးကိုတန်းထေးဟာစစ်တပ်မှာလေးစားခံရတဲ့ဗိုလ်ချုပ်ကြီးတဦးပါဗိုလ်ချုပ်ကြီးရဲ့ရောက်ရှိလာမှုက ချက်ချင်းတံပြန်လက်တုပ်ပြန်မှုဖြစ်စေခဲ့ပါတဲ့အရင်ကတံမာပြီးဖိနှိပ်ခဲ့တဲ့ရဲအုပ်မောင်ရွှေထူးဟာအခုတော့ဒေါခင်မေရဲ့အိမ်မွေးတရိစံကိုချုံနောင်ထားတဲ့စိတ်ချမ်းထဲမှာအဆုံးသတ်ခဲ့ပါပြီဒီဇလန်းကအဖိုးတန်တဲ့သင်ငန်းစာတစ်ခုကိုအတီးပြုတ်ပေးပါတယ်တရားမျှတမှုဟာအချိန်ယူရပေမဲ့ အမြဲတမ်းသူ့လမ်းကြောင်းကိုရှာတွေ့မှာပါ။ယာရုအဆင့်တန်းနဲ့ပစ္စည်းဥစ္စာတွေကဘယ်တော့မှရိုးသားတဲ့စိတ်နဲ့သူ့မိရဲ့ဂုံတိတ်ခါကိုကာကွယ်ပေးတဲ့သားတယောက်ရဲ့ခွန်အားကိုအနိုင်ယူနိုင်မှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့အမှန်တရားကအောင်ပွဲခံမှာဖြစ်ပြီးမာနဟာသူ့နေရာသူကြာဆုံးသွားပါလိမ့်မယ်။ဒီဇလန်းကအပြင်လောကမှာရှိတဲ့ဘဝဇကြောင်းများစွာတဲကတစိတ်တစ်ပိုင်းမျှသာပါ ကောင်းတာကို ယူဆိုးတာကို ထားခဲ့ပါတငယ်ချင်း တို့ကနောက်ထပ်ထူးခြားစံပြတဲ့ဇာတ်လမ်းတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်